ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကုန်သွယ်ရေးစစ်ပွဲတွေဟာဗက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကိုဖျက်ဆီးနေတဲ့အကြောင်းတရုတ်နိုင်ငံသမ္မတရှီကျင်းပင်ကကမ္ဘောဒီးယားနိုင်ငံခီးစင်မှာပြောကြားခဲ့တယ်လို့တရုတ်တန်ယုံကမနေ့ကထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံသမ္မတရှီကျင်းပင်ဟာကမ္ဘောဒီးယားနိုင်ငံကိုဧပြီလ18ရက်နေ့ကနိုင်ငံတော်အဆင့်ခီးစင်အဖြစ်သွားရောက်ပြီး ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌအထက်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့တွေ့ဆုံတဲ့အချိန်မှာအဲ့ဒီလိုပြောကြားခဲ့တာလို့ဆိုပါရယ်။ကုန်သွေးရေးစစ်ပွဲတွေဟာကမ္ဘာစည်းဝါးရေးအစီအစဉ်ကိုလေထိခိုက်စေပြီးနိုင်ငံအသီးသီးဟာစီလုံးညီညွတ်စွာရပ်တည်တင်နေလို့ရှီကျင်းဖင်ကပြောဆိုခဲ့ပါရယ်။တစ်ဖက်သက်ဝါဒနဲ့ဗိုလ်ကျစိုးမိုးရေးဝါဒကိုပြည်သူလူထုကမနစ်သက်ကြောင်း ဘေးနိုင်ငံမှပိတ်ဆို့ထားတဲ့အထူးကြံကျွန်းမော်ကိုနောက်ပြန်လေ့လို့တဲ့ဆန္ဒမရှိကြောင်းကိုလေတရုတ်နိုင်ငံသမ္မတကပြောဆိုခဲ့ပါတယ်။လက်ရှိမှာအမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာအခွန်တွန်းမြင့်မှုတွေစီးပွားရေးအရာတုံ့ပြန်မှုတွေနဲ့အတူကမ္ဘာကုန်သွယ်ရေးအတွက်ရှုပ်ထွေးတဲ့စင်ခေါ်မှုဖြစ်နေပြီလို့လီလာသူတွေကတုံ့သက်ကြပါရဲ့ရှင်။